တီဘောမေမင်္ဂလာဆောင်ပွဲမှာစုဖရလက်ရောက်ချလာပြီးတော့သူတို့နှစ်ယောက်ကြားမှာဝင်ထိုင်ဖို့သူ့အမကိုဟိုဖက်တိုးဆိုပြီးဖယ်ခိုင်းလိုက်တာစုဖရကြီးကဖယ်ပေးလိုက်တဲ့အပြင်ထူးဆန်းတာကစိတ်တူနေရမယ့်အစားလုံးဝကိုအရှုံးပေးတဲ့မျက်နှာကြီးဖြစ်နေတယ်လို့တီဘောမင်းကလည်းသူ့ရဲ့လက်ကိုဘယ်နှမထားရမှန်းမသိတော့အောင်စုဖရလက်ကိုထိတ်လန့်နေတာအကြောင်းရင်းကသူမမိခင်စင်ဖြူမရှင်ဟာအားလုံးကိုခေါ်ပြီးတော့ဘေးမှာထိုင်ကြည့်ခိုင်းကမင်းသားတယောက်ချင်းစီကိုငရေပြီပြဇက်ပုံစံမျိုးစီရင်ပြတာအစိုးဆုံးကမြုပ်နှံထားတဲ့မြေကျင်းဟာတလားကြမှာဘာကြောင့်မှန်းမသိဘဲနဲ့ဖောင်း တက်လာတာကြောင့်စင်နဲ့နေပြီးတော့မြေပြန်ညှိရတဲ့အထိရာဇဝင်ရိုင်းခဲ့တာပါပြီးတော့စုဖျားလက်အခုလိုဝင်ထိုင်တာကမိခင်စင်ဖြူမရှင်လုခဲ့တာကိုအတူယူလိုက်တာဖြစ်တဲ့နန်းကြပင်ရဲ့တမီဖြစ်နေတာကြောင့်မျက်နှာငယ်နေတဲ့စင်ဖြူမရှင်ကိုမိဖင်အကောင်ဖြစ်တဲ့စက်ကြဒီဝီဟာသူမကိုကောက်ယူမွေးစားလိုက်ပြီးတမီလိုတဘောထားရုံမကဘဲနဲ့ယောက်ျားဖြစ်သူမင်းသုံးမင်းနဲ့တော့ပေးစားလိုက်ပြီးတော့မိဖင်အဖြစ်တော့တင်မြောက်ပေးခဲ့တာအဲ့ဒါတော့မကျေနပ်နိုင်သေးပဲတမီတော်တွေနားထွင်းတဲ့မင်္ဂလာပွဲမှာမိဖင်အကောင်နာထိုင်တဲ့ပလင်ဘော်ကိုစင်ဖြူမရှင်ကတက်လာပြီး ပေါ်တင်ဝင်ထိုင်လိုက်တယ်အခုလိုဖြန်ကြားတဲ့လောက်ရက်ကိုမင်းတုံမင်းဆဲဆိုချိန်မောင်းတော့ဘယ်လိုမျက်နှာချိုတွေးလိုက်တယ်လဲဆိုရင်နောက်ထပ်နောက်ကိုကြည့်ချင်လို့ပါတော့တဲ့စัจကြဒေဝီမိဖုရားကောင်ဘာမှမပြောပေမဲ့အဲ့အချိန်ကစပြီးစင်ဖြူမရှင်တယောက်တည်းနဲ့ကြံနေမိဖုရားတစ်ဖွဲ့လုံးထိတ်တိုက်တွေးကြပါရောမိဖုရားတစ်ဖွဲ့လုံးမင်းတုံမင်းစီရောက်ရှိလာပြီးတော့စင်ဖြူမရှင်နာမိဖုရားကောင်ဖြစ်လာမယ်ဆိုရင်အရင်ဆုံးဒုက္ခရောက်မှာကသူတို့တွေပဲဖြစ်တာကြောင့်လုံးဝကိုမပေးဖို့ဝိုင်းသားကြတယ်ဒါကြောင့်မိဖုရားကောင်နေရာမပေးတော့ပဲသူမကိုနှစ်သိမ့်တဲ့အနေနဲ့ရှားပါစင်ဖြူမနှကောင်ပေးအပ်လိုက် က်တာကြောင့်စင်ဖြူမရှင်ဆိုပြီးနာမည်တွင်သွားတာအမှန်တော့အဲ့ဒီစင်ဖြူဟာအဖြူရောင်မဟုတ်ပဲအရေပြားယောဂါတစ်ခုခုကြောင့်အပန်းရောင်ဖြစ်ဖြစ်ဖြစ်သွားရတာအဲ့ဒီယောဂါတဲ့စင်ကြီးကိုအဖြူရောင်ပါဆိုပြီးတော့တန်ရောင်လိုက်ကြတဲ့အပြင်အပစာပေးခဲ့တာကြောင့်စင်ဖြူမရှင်ဟာဘ ᱹ ရုကိုမှလူမထင်တော့ဘဲနဲ့အောင်းလုံးကိုချနင်းတော့မှာပါအရင်ဆုံးသူ့ကိုပိတ်ပင်ခဲ့တဲ့မိဖုရားတွေကိုရန်ညိုးဖွဲ့ကလက်တုံးပြန်ဖို့အတွက်တိုင်သားအမတ်ကြီးနဲ့နန်းတွင်အမှုထမ်းတွေကိုလိုက်လံတင်သွင်းပြီးတော့နန်းတော်ကိုထိန်းချုပ်ဖို့စလုပ်တယ်မင်းသုံးမင်းကန်ကုန်တော့မဲ့အချိန်မှာမင်းကြီးနောက်ဆုံးမှဆရာရှိ ရဆိုပြီးစင်ဖြူမရှင်ကမင်းသားအလုံးကိုစင့်ခေါ်လိုက်တဲ့မင်းသားတွေကနမ်းမွေရချင်တဲ့ဇောနဲ့ဂမန်ကနန်ရောက်ရှိလာကြတဲ့အပြင်ဘာဖြစ်လို့အตาလေးကွိခနဲ့ဖမ်းခံရပြီးတော့ဥခနဲ့ဇက်သိမ်းသွားရတာလဲသူတို့တွေဟာငေစင်ကလေးကစည်ရေးပညာရေးတိုင်းပညာတွေကိုအကောင်းဆုံးကျောင်းနဲ့ဆရာပေါင်းစုံအောက်မှာတင်ကြားတက်မြောက်ခဲ့သူတွေဖြစ်တဲ့ဒါပေမဲ့သူတို့မိနေတာတခုကနမ်းတဲမှာလောက်ကြံပြီဆိုရင်ပေါ်တင်မဲဆိုတာသူတို့ကိုယ်တိုင်နှစ်ကြိမ်တိတိမြင်တွေ့ခဲ့ပြီးပြီဖြစ်တဲ့မင်းတို့မင်းကနောင်မင်းသားညီနောင်နှစ်ယောက်ဟာစစ်သူကြီးဖြစ်နေတုန်းကသူတို့ဘရင်ကိုပုံကန်ခဲ့တာဖြစ်ပြီး ီရှေပေါ်မှာအရင်လူစုပြီးတော့နန်းတော်အထိခြေသက်သိမ့်ပိုက်ကဘရင်တက်လုံနေတာဖြစ်တဲ့ညီတော်ကနောင်မင်းသားကလည်းအင်ရှင်ဆန်ဖြစ်လာပြီးတဲ့နောက်သူတို့နေရာကိုပြန်လူမဲ့နောက်ထပ်ညီနောင်နှစ်ယောက်ပေါ်ပေါက်လာပြန်ရော